ရန်ကုန်လာတာမှာကား၃စီးမိလောင်မှုဖြစ်ပွားရန်ကုန်တိုင်းဒေသကြီးလာတာမြို့နယ်အနော်ထာလမ်းနဲ့၂၃လမ်းတောင်မှာ မတ်လ9ရက်မနက်စောစောတနာရီနဲ့မိနစ်40လောက်ကကား၃စီးမိလောင်ခဲ့ပြီးတော့ကျပ်သိန်း1300ကျော်ဆုံးရှုံးခဲ့တယ်လို့ကစေးဖွဲ့တွေက ပြောပါတယ်လမ်းဘေးမှာညအေးရထားတဲ့စုစုကီးပစ်ကပ်ကားရဲ့ စီပတ်နေရကနေမိလောင်ခဲ့တာဖြစ်ပြီးဘေးမှာကပ်ပြီးတော့ရက်ထားတဲ့ hijack picket တစီနဲ့ Suzuki Swift Car တစီတို့ပါကူဆက်လောင်ကျွမ်းသွားလို့သိရပါတယ်။ကေသေးအဖွဲ့ဝင်တယောက်ပြောပြချက်အရတော့ဆလောင်တဲ့ကားရဲ့နောက်ခံမှာမိသွေးပါတော့လောင်စာပိုအားကောင်းသွားတာပါ။စီပတ်နေရကနေဆက်ဖြစ်တာလို့ခံမှန်းလို့ရပါတယ်။လောင်တဲ့ကားကအလေကဆိုတော့ဘေးကကားတွေကိုပါကူဆက်သွားတာပါ။အလုံးတံမိုးကြက်သိမ်းပေါင်း1300ကျော်မယ်လို့ပြောပါတယ်။ အဆိုပါကား၃စီးမီးလောင်တဲ့နေရာကိုကြောက်တရာမီတက်တဖွင့်နဲ့အရက်ဖက်အသင်းတွေဝိုင်းဝန်းညှိတက်ခဲ့တာကြောင့်မလတ်တနားရီနဲ့၄၄မိနစ်မှာမြင်းငိမ့်သွားပြီးတော့လူနဲ့လိပ်ဆန်အခြားတိုက်မှုတစ်စုံတရာမရှိဘူးလို့လည်းသိရပါတယ်